ခခရီကုံမလေးပြုံးဆိုတာအဲ့ဒီဆက်ကအမတို့ဘန်ကောက်မှာရိုက်မယ်ဘန်ကောက်မှာ၃ပုံ၂ပုံတော့မဟုတ်ဘူးအမထင်တယ်80% 90%လောက်ကဘန်ကောက်မှာရိုက်မှာငွေထုတ်ပေးတဲ့ producer တသက်ရှိပါတယ်ရှိတော့သူတို့ကဒါကိုယုံကြည်မှုရှိရယ်ပြီးတော့သူတို့ကလည်းဘန်ကောက်မှာ network ရှိတယ်ပေါ့နော်အဲဒါကြောင့်မို့လို့လည်းနည်းနည်းလွဲကူသွားတာ location နေရာစားအကုန်လုံးစီစဉ်ပေးတဲ့အတွက်ကြောင့်မို့လို့လည်းရိုက်ကူးနိုင်တာပါ international ဆိုတော့စဉ်းစားရတာပေါ့ time မှာယုံတင်မှုစူးစမ်းမယ်ပြီးလို့ရှိရင်လည်းအဲ့လို ရုပ်ရှင်ပွဲတော်တွေပါတွေဖိတ်ခေါ်လို့ရှိရင်လည်းတွားနိုင်အောင်လို့တော့အဲတခါလေ English subtitle တွေပါတွေထိုးထားပြီးတော့မှမတို့ ready ဖြစ်နိုင်လို့ပြင်ဆင်ပါမယ်ဟုတ် သပင်နဲ့ပောက်တယ်ပဲပြောရမှာပေါ့နော်အဲ့ဒီသပင်လုပ်ငန်းတွေမလုပ်ခင်အရင်ဆုံးအမကဗီဒီယိုထုတ်လုပ်ရေးလုပ်ခဲ့တာအဲ့ဒါပြီးတော့မှ2017မှာအမအမတို့ပိုးပိုးကြီးဥပိုးစိန်အမတရပွဲကိုလှုပ်လိုက်တော့အဲ့ဒီပွဲကတနိုင်ငံလုံးအတိုင်းထားနဲ့အရင်ပဲပောက်သွားတယ်ပောက်သွားပြီးတော့အမကလည်းကိုကသပင်မျိုးရိုးဖြစ်နေတဲ့အခါကျတော့ဒီသပင်မိသားစုတွေနဲ့အရင် close ဖြစ်လာဖြစ်လာတော့ တပင်နဲ့ပတ်သက်တဲ့ပွဲတွေကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်သူတို့ကအမအကိုအကူညီတောင်းရင်းနဲ့အမကဒီတပင်ဘက်ကိုပို့ပြီးတော့ရောက်ရောက်လာတယ်ပေါ့နော်အဲ့ဒီအပြင်တခါ2015ခုနှစ်လဲရောက်ကောတပင်အစည်းအုံးပြန်လဲဖွဲ့စည်းတယ်ဆိုတော့ဦးမိုးဝင်းပေါ့နော်တမိနင်းလဲပါရမယ်ဆိုပြီးတော့မှခေါ်တော့အမဘာဖြစ်သွားတော့တပင်အစည်းအုံး EC လည်းဖြစ်တော့တပင်မှာပို့ပြီးရက်တီဖြစ်သွားတာပေါ့အဲရုပ်ရှင်လည်းမှပြန်လုပ်ချင်တယ်လေနော်အမငငယ်တော့ကကြတော့လေကလေးတရုပ်ဆောင်လည်းရုပ်ရှင်လည်းရိုက်ဖူးတာပဲအမရဲ့အနုပညာလုပ်ငန်းကတပင်နဲ့ရုပ်ရှင်နှစ်မျိုး ပေါင်းဆက်နေရပေါ့ပေါင်းဆက်နေတော့အဲ့တော့ရုပ်ရှင်ရိုက်မယ်ဆိုလို့ရှိရင်တော့သူကအလုတ်ကတစ်ခုကိုလုံမယ်ဆိုလို့ရှိရင်တစ်ခုတော့ခဏရပ်မရမယ်ဆိုတော့ဒီဘက်ရုပ်ရှင်လည်းပြန်ရိုက်ချင်သေးတယ်လို့မှတွေးနေတာတော့တနှစ်ကျော်လောက်ရှိနေပြီရှိနေတော့အခုပြန်စပစ်ပါပြီပေါ့နော်စပစ်တော့ပထမတကားကဟိုဟိုတလောကမိတ်ဆက်ပွဲလုပ်သွားတယ်ခခရီကုံမလေးပြုံးဆိုတာအဲ့ဒီဇက်ကအမတို့ဘန်ကောက်မှာရိုက်မယ်ဘန်ကောက်မှာ၃ပုံ၂ပုံတော့မဟုတ်ဘူးအမထင်တယ်80% 90%လောက်ကဘန်ကောက်မှာရိုက်မှာ ရန်ကုန်မှာဆိုရိုက်ရက်ကနှစ်ရက်လောက်ပဲရှိတယ်ပြီးလို့ရှိရင်နောက်တကားကျတော့အဲဒရိုက်တာညမြမကြီးကြီးအောင်ရွှေထူးဆိုင်းစီတောင်ခံသမီးလေးမေလာတန်စင် romance drama လေးပေါ့အဲအဲ့ဒါတကားရိုက်မယ်အဲ့ဒါကျတော့အမတို့မန္တလေးပကံအဲအဲ့လိုမျိုးရိုက်ဖို့အတွက်ကတော့ဆိုရုပ်ရှင်ကားကြီးနှစ်ကားပေါ့နော်အမအဲ့လိုမျိုးလေးစီစဉ်နေပါတယ်ဟုတ်ဒီချက်ချင်းမဘို့ပြည့်ရလဲဩဂတ်လထဲမှာတက်လာအဲ့လာထဲမှာနှစ်ကားရိုက်ရမယ်အခုပရီယိုနှစ်ကားစာအမပြုံပြီးလုပ်နေရတယ်အဓိကညမလေးအမဟိုဟာဘယ်လိုပြောရမလဲ production director ဆိုတာကအမကစီစဉ်တာပေါ့နော်အမကဒါကို propose လုပ်တယ်ဒီ project ကိုဆိုတော့ငွေထုတ်ပေးတဲ့ producer ကတသက်ရှိရယ်သူတို့ကလည်းဘန်ကောက်မှာ network ရှိရယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့လည်းနည်းနည်းလွဲကူသွားတာဒီတိုင်းကြီးပဲငါဘန်ကောက်မှာရိုက်ချင်တယ်သွားရိုက်မယ်ဟေ့ဆိုကင်မရာထမ်းသွားလို့ရတဲ့ကိစ္စမဟုတ်ဘူး equipment တွေဘာတွေအစားလဲပေါ့နော်ဟိုမှာလိုအပ်တာတွေဘာတွေရအောင်လို့ location တွေအရစားအကုန်လုံးစီစဉ်ပေးတဲ့အတွက်ကြောင့်မို့လို့လည်းရိုက်ကူးနိုင်တာပါ market အရာပြောမယ်ဆိုရင်တော့ဒါ စမ်းကြည့်ရတာပဲเนาะအမားတို့ကစမ်းစမ်းကြည့်ရတာပဲဆိုတာဒီဇက်ပေါ်မှာယုံကြည်မှုတစ်ခုနဲ့အမားတို့ကထိုးဖောက်ရမှာပေါ့เนาะအခုဒီဇက်ကိုပြောပြလိုက်ပြီးဆိုကြတဲ့ကပါဝင်မဲ့မင်းသမီး9ယောက်ကောပြီးလို့ရှင်ဒါရိုက်တာရောအရန်တက်ကြွာအရန်တက်ကြွာပြီးတော့မှအရန်ကိုပူပေါင်းကူညီကြတာဘာလေးလှုပ်ချင်တယ်လို့ပြောလို့ရှင်သူတို့ကအစင်သင့်ပဲစိတ်ချမ်းသာရတာပေါ့เนาะစိတ်ချမ်းသာစိတ်ချမ်းသာရတယ်ဆိုတော့အဲ့ဒီအတွက်ကျေးဇူးလက်တင်ရပါတယ် အင်းပေါ့ဟိုဟာ census international ဆိုတော့စဉ်းစားရတာပေါ့ထိုင်းမှာယုံတင်မှုစူးစမ်းမယ်ပြီးလို့ရှိရင်လည်းအဲ့လိုရုပ်ရှင်ပွဲတော်တွေပါတွေဖိတ်ခေါ်လို့ရှိရင်လည်းတွားနိုင်အောင်လို့တော့အဲတခါလေ English subtitle တွေပါတွေထိုးထားပြီးတော့မှအမတို့ ready ဖြစ်နိုင်လို့ပြင်ဆင်ပါမယ်ဟုတ်အခုနောက်တကားကြတော့လဲအဲ့လိုပဲ executive producer တယောက်ရှိပါတယ်။နုပညာတော်တော်ချစ်တဲ့သူပေါ့နော်သူတို့ ဇနီးမောင်နှံတဦးစလုံးကအဲသူတို့ကလည်းရိုက်မက်ဖရမရိုက်ပြောနေတာပြောနေတဲ့ဟာကိုပဲအဲဇက်တေကလည်းရွေးနေရင်းနဲ့မှနောက်ဆုံးဖြစ်လဲဖြစ်ကောဒီရက်ပဲဆိုတော့ကဲလှုပ်တော့တရားမှထားရွှေ့လို့ရှိရင်ငါးချောင်းရွှေ့ရဲဆိုတော့အဖြစ်ခံလို့မရဘူးဆိုပြီးတော့ဒီဘက်မှာလည်းဟိုပရီယိုလုံးဝမီးတေနေအောင်လို့ပေါ့နော်နိုင်အောင်လို့အမလှုပ်ပြီးတော့ဒီလာဆန်းတစ်ကနေ15အတွင်းကိုဒီဘက်တကားပြီးတော့မှ ဟိုဟိုဘက်မှာတော့အမနှစ်ရက်သုံးရက်လောက်လွတ်သွားမှာပေါ့နော်ဘန်ကောက်ကိုလိုက်တာတော့အရှိမဒီအမရဲ့ညီမ line producer ကိုအရင်လွတ်ထားပြီးတော့မှဟိုဘက်ကိုအရင်သွားသုံးရက်လောက်ဂျုံသွားပြီးတော့မှအမအနောက်ကနေလိုက်ပေါ့အဲ့လိုမျိုးလုံးဝမှာပါဟုတ်။အော်ရုပ်ရှင်ဘက်ကိုကျတော့ပြန်ပြန် comeback လို့ဖြစ်နေတဲ့အခါကျတော့ကိုယ့်အနေနဲ့ကိုယ်လည်းပြန်ပြီးရှင်းခုန်တာပေါ့နော် challenge ဖြစ်နေရပေါ့ဒီတော့ဒီဇာကားနကားရဲ့ result ကိုရှင်းခုန်နေပါတယ်ကျမကိုယ်တိုင်လည်းအပရိသတ်များအနေနဲ့လည်းဂျုံမှာသွားကြည့်ပြီးလို့ရှိရင်လုံးဝ လို့ပြောရမလဲကွာကိုပေးလိုက်ရတဲ့အချိန်နဲ့ကိုပေးလိုက်ရတဲ့ပတ်စံအာဒီကတန်တယ်လို့ဖြစ်တဲ့ဇာမျိုးဖြစ်အောင်လို့ကျွန်မအားထုတ်ပါပါပြကန်နေကြရင်ကြော်ညာမယ်ပေါ့နော်အားပေးကြပါအောင်လို့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါ